ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒီပုံမွေးဆိုင်ပါเนาะဒါဆရာကိုနောင်ရဲ့ဆိုင်ပါဆရာကိုနောင်လည်းကျွန်တော် credit ပေးပါเนาะသူက2019ကနေစာဖြစ်တာပေါ့เนาะဒီကဏ္ဍကဘယ်လိုဖြစ်လဲဆိုတော့သူကရှင်းနှလုံးမောင်းညင်း6ကဒီမှာ919ပေါ့เนาะကျွန်တော်ဒါ2019မှာကျွန်တော်919ထွက်လာတယ်အဲ့ဒီ919ကရှင်းနှလုံးမောင်းညင်း6ကသူ့ရဲ့တပင်ကျော်တစ်နှစ်ကျော်မှာပေါ့เนาะတစ်နှစ်ကျော်တက်တန်းမှာ6ပြည်နဲ့3ညအပါ6ပြည်ချပါ ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ရဲလေးချစ်မိတ်ဆွေများအားလုံးကျွန်တော်တို့ဒီ6ကြိမ်အတွက်ကျွန်တော်ကြိုဆိုလိုက်ပါတယ်ဒီခွန်တုံညာနှစ်တဲ့တကွာကကျွန်တော်ဒီဆရာကိုနောင်ရဲ့ကျွန်တော်တို့ဖော်မွေးဆိုင်နဲ့တာပြီးတိုက်ဆိုင်နေပါနော်အဲ့တော့ကျွန်တော်ဒီကွင်း site လေးကိုချက်ပြခြင်းဖြစ်ပါကျွန်တော်ချစ်မိတ်ဆွေအတွက်အားလုံးပဲကံကောင်းကြပါစုတော်ပါတယ်နော်ကျွန်တော်ရဲ့ဒီခွန်တုံညာနှစ် site လေးကိုကျွန်တော်ပြမှာဖြစ်ပါပရမတ်ကိုကျွန်တော်တို့ကလုံးမိုင် site နော်လုံးမိုင် site ကိုကျွန်တော်ရင်ပြမှာဖြစ်ပါတယ် လုံးပိုင်ဆိုင်ကကျွန်တော်တို့ဒီဇောင်းနှလုံးပေါင်းခြင်း6ပေါ့နော်6ကိုကျွန်တော်တို့ကတစ်လုံးပိုင်နဲ့ပေါ့တစ်လုံးပိုင်နဲ့ပေါ့ကျွန်တော်တို့ပါရတယ်ခုံလုံးပိုင်ရတယ်နော်လုံးပေါင်းခြင်း6နဲ့တစ်နဲ့ပေါ့ခုံအဲ့ဒီခုံလုံးပိုင်ကဟိုခုံလုံးပိုင်ချပြသွားတယ်ပြီးရင်ဒီဇောင်းနှလုံးပေါင်းခြင်း6ကိုတစ်နဲ့ပဲပေါ့ခုတစ်မဲ့တန်းနဲ့ပဲပေါ့ဒါလည်းကျွန်တော်ခုံဖြစ်ပါတယ်အဲ့ဒီခုံကလည်းခုံလုံးပိုင်နဲ့ချပြပါတယ် ဇောင်းလုံးပေါင်းခြင်းက3ပါအဲ့ဒီ3ကိုကျွန်တော်တို့တင့်နဲ့ထပ်ပေါင်းပါတယ်4လုံးမှန်ရပါတယ်အဲ့ဒီ4ကကျွန်တော်ဒီမှာ4လုံးမှန်ချပေးပါတယ်ဇောင်းလုံးပေါင်းခြင်းက5ပါတစ်လုံးမှန်နဲ့ထပ်ပေါင်းပါတယ်နော်တစ်တစ်တစ်မတန်နဲ့ထပ်ပေါင်းပါတယ်ဒီ9နဲ့တင့်နဲ့ပေါင်းခြင်းက6ဖြစ်ပါတယ်6လုံးမှန်ရပါတယ်ဒီမှာ6ခါပါချထည့်ပါအဲ့တော့ဒီနှလုံးပေါင်းခြင်းက9 9နဲ့4နဲ့ပေါင်းခြင်းက9ပါတိမတန်နဲ့ထပ်ပေါင်းပါမယ်ဒီမှာ3ညလုံးပိုင်းရပါတယ် ဒီဘက်ကကျွန်တော်လုံးမိုင်က300လုံးမိုင်ကိုကန်မှာဖြစ်ပါတယ်။ဘယ်ဘက်ကြောင့်300လုံးမိုင်ကိုကန်လဲဆိုရင်ကျွန်တော်နောက်ထပ်ဒီဆက်အခုရှိပါတော့။နော်ဒကီးကောင်နော်ဒီနှလုံးမောင်းခြင်းကလုံးမောင်းခြင်းကတစ်ပါနော်။တစ်ကိုတော့ဝင်းလျှော်300တစ်300ကီးပါအဲ့တစ်300ကီးရဲ့ဒီမှာတစ်လုံးနဲ့ချက် တစ်တုံညာကြီးပေါ့နော်တစ်တုံညာကြီးဒီမှာလာချပြလိုက်ဒီနှလုံးပေါင်းခြင်းကခွန်ပါအဲ့ဒီခွန်ကကျွန်တော်တို့ခွန်တဝင်းရှော့6ခွန်6ကြီးပါအဲ့မှာကျွန်တော်တို့ခွန်လုံးပိုင်းချပြပါဒီနှလုံးပေါင်းခြင်းက4ပါ4ကိုတဝင်းရှော့3ပါ4 3ကြီးပါအဲ့မှာ4လုံးပိုင်းချပြပါနော်တဏှလုံးမောင်းခြင်းကခွန်ပါခွန်တပင်းရှော့6ပါအဲ့မှာ6တလုံးပိုင်းချပြပါ ဒဏ္ဍလုံးပေါင်းခြင်းကတစ်ပါတစ်ကိုတဝင်းလျှော်တုံညပါတဲ့တုံညလုံးပဲဟုတ်နော်တုံညလုံးပဲလာပြီးတိုက်ဆိုင်ဒီမှာနော်ဒီမှာ6 6တိုက်တယ်ဒီမှာ4 4တိုက်တယ်ဒီမှာကခွန်ခွန်တိုက်တယ်ပေါ့နော်ဒီမှာတော့ခွန်တုံညနော်နှလုံးပါဖြစ်သွားတယ်နော်ဒါပဲကျွန်တော်ဒီတုံညလုံးပဲကျွန်တော်မိန်ကစားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကျွန်တော်ဒီတုံညလုံးပဲဆက်ကိုပြပါဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီတုံညလုံးပိုင်ရဲ့နောက်တစ်ဆိုင်ကနောက်တစ်ကီးပေါ့နော် ျွန်တော်တို့အများတန်းစော့နေကြကြီးပါနော်ပုံဒီပတ်တိုင်းကျွန်တော်တို့ပင်တိုင်းပင်တိုင်းအောင်လဲကြီးပါနော်ဒါဒီကြီးကကျွန်တော်ချိမစေတယ်တည်ပြတာကြီးရဲပတ်တော့လဲကျွန်တော်တို့ဒီမှာနော်68ကိုကြီး6လုံးပိုင်းပါလာတယ်နော်68ကိုကျွန်တော်တို့ဒီ1လုံးပိုင်းပြတ်သွားတော့ကျွန်တော်အဲ့ဒီကြီးပေါ့နော်ကျွန်တော်ဒါထပ်ပြပြီးဖြစ်ပါတယ်ဒီခါထောင်နှလုံးပေါင်းခြင်းခွန်ပေါ့နော် အဲ့ဒီခွန်ကကျွန်တော်တို့ခွန်အပွင့်တို့9ဒဝင်းတို့3ညခွန်9တို့ညကီအဲ့ဒီမှာပြီးပေါ့ဆင်ပါဒီခါတော့နှလုံးပေါင်းခြင်းခွန်9တို့ညကီအဲ့ဒီမှာခွန်လုံးမိုင်ချပြထားတယ်ဒီခါတော့နှလုံးပေါင်းခြင်းခွန်ခွန်9တို့ညကီ sorry မှာ9လုံးမိုင်ပါလာတယ်ခါတော့နှလုံးပေါင်းခြင်း6 68နှစ်ပွင့်တူပေါ့နော်68ကိုကီပြီးကြတဲ့ဘက်ကကျွန်တော်တို့68ကိုကီအမာကြီးလို့ကျွန်တော်ပြောခဲ့တယ်နော်ချဲထိုးရင်ဒီကနေဒီကီတော့လုံးမပါဘူးလေကျွန်တော်ချဲမထိုးပါဘူးပြောပါနော်ဒီနှလုံးပေါင်းခြင်းကဒီတစ်ပင်မှာတော့ဒီနှလုံးပေါင်းခြင်းကကျွန်တော်က9.8ကီအဝန်10ကီမာကြီးပေါ့နော်ဒီကီကအမာကြီးပေါ့နော်ဒီကီမပါဘဲချဲမထိုးပါဒါဆိုရင်ကျွန်တော်တို့ကဒီ9.8ကီနဲ့ဒီ3ညလုံးပိုင်းနဲ့ဆိုရင်ကျွန်တော်တို့ပါတွဲရမှာလေ ကျွန်တော်ငါးတုံညာအတွဲခွန်တုံညာအတွဲရှစ်တုံညာအတွဲလို့ပြောအတွဲသုံးတွဲရမှာဖြစ်ပါနော်အဲ့ဒီအတွဲတမှာကျွန်တော်အကျိုက်ဆုံးကျွန်တော်အကျိုက်ဆုံးလုံးမိုင်လေးနဲ့ထပ်ပြပါဖြစ်ပါတယ်နော်ကျွန်တော်အကျိုက်ဆုံးလုံးမိုင်လေးပါနော်နောက်ထပ်လုံးမိုင်ဒီဆိုင်ကဘယ်လိုလာလဲဆိုရင်ကျွန်တော်တို့ဒီ ီ၃လုံးပေါင်းရင်၃ညဒီ1000လုံးပေါင်းရင်နော်၃ညခွန်၃ညပေါင်းရင်က9လုံးမှရအဲ့ဒီခွန်ကဒီမှာပြီးရင်ဒီ1000လုံးပေါင်းရင်လည်းခွန်၃ညခွန်၃လုံးပေါင်းရင်က4လုံးမှအဲ့ဒီ4ကဒီမှာ4လုံးမှဒီ3ညခွန်ကို3လုံးထောင်ပေါက်လိုက်6အဲ့ဒီ6က6လုံးပဲဒါဆိုရင်ဒီမှာ target ဒီ3လုံးပေါင်းရင်2အဲ့ဒီ2ကဒီမှာ2လုံးပဲဆိုရင် ကျွန်တော်ဒီမှာကွန်လိုညာနေဆိုင်ကိုကျွန်တော်ပုံပေါ်တင်ပြမှာဖြစ်ပါနော်ကျွန်တော်နှစ်လုံးပိုင်းရပါတယ်နော်ဒါကနောက်တစ်လုံးပိုင်းဒီဆိုင်ပါနော်နှစ်လုံးပိုင်းနော်ဒီသုံးလုံးပေါင်းချင်းခွန်ကဒီမှာခွန်လုံးပိုင်းချပြတယ်ဒီသုံးလုံးပေါင်းချင်း၄ကဒီမှာ၄လုံးပိုင်းရိုက်တယ်ဒီသုံးလုံးပေါင်းချင်း၆ကဒီမှာ၆လုံးပိုင်းရိုက်တယ်လို့ဒီသုံးလုံးပေါင်းချင်း၂ကဒီမှာနှစ်လုံးပိုင်းချပြပါနော်နေဆိုင်ပါဟုတ်ပြီဒါပြင်ကျွန်တော်နောက်ထပ်လုံးပိုင်းဒီဆိုင်ကပဲထပ်လာမယ်ဆိုရင် နောက်တစ်လုံးမဆိုင်ကဒီပြန်နေစာမနော်ဒီသုံးလုံးပေါ်ကြီး၃ဒီ၃ရကားနဲ့ပေါ်ကြီး၃သုံးလုံးပဲအဲ့၃ကဒီမှာသုံးလုံးပဲချက်ဒီသုံးလုံးပေါ်ကြီးခွန်ဒီခွန်ကားတစ်လုံးနဲ့တစ်ပေါင်း၄အဲ့ဒီ၄ကဒီမှာ၄လုံးပဲဒီသုံးလုံးပေါ်ကြီးခွန်၉ကားနဲ့တစ်ပေါင်းကျွန်တော်တို့၆အဲ့ဒီ၆ကဒီမှာ၆လုံးပဲဒီသုံးလုံးပေါင်းကြီး၁၁နဲ့ဒီကျွန်တော်တို့၆ကားနဲ့ပေါင်းကြီးခွန်လုံးပဲ အရင်ကျွန်တော်တို့ကခွန်နှစ်တုံညာဆိုင်ကိုကျွန်တော်ဒါတားကြိုက်လုံးလို့ကျွန်တော်ဒါပြပေးလိုက်ချင်ဖြစ်ပါနော်။ဟမ်ကျွန်တော်တို့ဒီခွန်နှစ်တုံညာဆိုင်ကိုဒါကျွန်တော် main ကွက်နေနဲ့ကျွန်တော်ဒါ auto တော့ဆက်ဖြစ်ပါတယ်။ကျွန်တော်တို့ brake ပြီးခဲ့တဲ့ပြင်တော့ကျွန်တော်တို့ brake မှန်ခဲ့တာပါနော်။ညလေးတော့နှစ်3ပြေပါနော်ဒီမှာကျွန်တော်4ပြေပြေခဲ့တယ်ဒီမှာ1 chain ပဲကျွန်တော်တို့ပါလာနော်ပြေတဲ့ပြင်အားကြီးမြောက်ပါ ဒါဆိုရင်ကျွန်တော်တို့ဒါဒီပြီးခဲ့တဲ့ break ကလည်းကျွန်တော်ရှင်းပြလည်မှာလို့ပေါ့နော်ကျွန်တော်ဒီ၈နဲ့၃နဲ့ပေါင်းချင်း၁နဲ့၃ break ပေါ့နော်အဲ့မှာ၁ break ထွက်တယ်တနလုံးပေါင်းချင်း၂နဲ့၉နဲ့ပေါင်းချင်း၁နဲ့၃ break အဲ့မှာ၃ break ထွက်တယ်တနလုံးပေါင်းချင်း၆၆ကို၈ break အဲ့မှာ၇ break ထွက်တယ်တနလုံးပေါင်းချင်း၇ကို၈ကို break အဲ့မှာ၇ break ထွက်တယ်တနလုံးပေါင်းချင်း၃၃ည၁နဲ့ break အဲ့မှာ၁ break ထွက်တယ်တနလုံးပေါင်းချင်း၂၂၃၄ break အဲ့ဒီမှာ၄ break ထွက်တယ်၄ break နော်ဟာ၆၃ထွက်တော့ ဒါဆိုဒီနှလုံးပေါင်းခြင်းကရှေတဲ့ရှစ်ကိုတုံညာပရိတဲ့ဒီပြန်ပါနော်ဒီပြန်မှာရှစ်ကိုတုံညာပရိဆိုတော့ကျွန်တော်ကနော်ရှစ်ကိုတုံညာပရိရှစ်ကိုတုံညာပရိဆိုတော့ကျွန်တော်တို့ဒီမှာငါးတုံညာတွဲကိုရှစ်ပရိကိုရိတုံညာပရိကိုကစားမှာပေါ့နော်ငါးတုံညာတွဲခုံတုံညာတွဲရှစ်တုံညာတွဲ ်၅ဒုညတွဲ၇ဒုညတွဲ၈ဒုညတွဲ၅ဒုညတွဲ၇ဒုညတွဲ၈ဒုညတွဲဒါဆို၈ပြိတ်ဆို၃၁ဒုညပေါ့နော်၉ပြိတ်ဆို၄နဲ့တက်ပေါ့နော်ဒုညပြိတ်ဆို၅၃နဲ့ပေါ့နော်ဒါဆိုကျွန်တော်ဒီ၉ကွက်တွေကကျွန်တော်ဒီ၁တက်ကွက်ကိုကျွန်တော်ဥစားပြီးရွေးပေးတာနော်ဒီ၉ပြိတ်နဲ့ပတ်သက်ဆိုတော့ဒီ၃ကွက်ပေါ့ဒါဥစားပြီးထိုးတင်လိုက်ဆိုင်ပေါ့နော် ဟုတ်ပြီဒါဆိုရင်ကျွန်တော်ပြောချင်တယ်ဒီပုံမွေးဆိုင်ဆိုတာကနန်းကိုကျွန်တော်ပြပြဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒီပုံမွေးဆိုင်ပါเนาะဒါဆရာကိုနောင်ရဲ့ဆိုင်ပါဆရာကိုနောင်ကလည်းကျွန်တော် credit ပေးပါเนาะသူက2019ကနေစာဖြစ်တာပေါ့เนาะဒီကနန်းကဘယ်လိုဖြစ်လဲဆိုတော့သူကရှင်းနှလုံးမောင်းညင်း6ကဒီမှာ9တက်9ပေါ့เนาะ ျွန်တော်ဒါ2019ခုမှာလုံး519ထွက်လာတယ်အဲ့ဒီ519ကရှင်လုံးမင်း6ကသူ့ရဲ့တပင်ကြော်တစ်နှစ်ကြော်မှာပေါ့နော်တစ်နှစ်ကြော်တက်တန်းမှာ6ပြည်နဲ့3ညအပါ6ပြည်ချပဲနော်ဒီမှာတပင်အောင်လာတယ်ပြီး2018မှာသူကဒီ519ပင်မှာ519ပင်မှာတွေ့လာလို့နော်519ပင်မှာကျွန်တော်တို့ရှင်လုံးမင်း6ကသူ့ရဲ့တစ်နှစ်ကြော်တက်တန်းမှာ3ညအပါနဲ့6ပြည်ထွက်တယ်3ည519 ဟုတ်ပြီ2018 19မှာကြတော့ကျွန်တော်တို့ကဒီမှာရှင်305ဆိုတဲ့ပင်ပါနော်305ဆိုတဲ့ပင်ပါရှင်လုံးမောင်းကြီးတစ်ဆယ်တစ်ဆယ်ဖြစ်တဲ့ကြောင့်ဒီမှာတစ်ဆယ်ပြိတူရတစ်နှစ်ကျော်တနက်မှာတစ်ဆယ်ပြိထွက်အောင်တုံညာဘာနဲ့တစ်ဆယ်ပြိထွက်တယ်ဆက်ရှိပြီးစကူပြီးကျွန်တော်တို့ဒါ20မှာပေါ့နော်2020မှာ2020မှာကျွန်တော်တို့ဒီမှာ2020မှာ969ထွက်တယ်နော် အဲ့ဒီ969ကရှင်လုံးမောင်ကြီးကရှင်လုံးမောင်ကြီးကဖြစ်တဲ့တော့ကျွန်တော်တို့ကရှင်လုံးမောင်ကြီးကဖြစ်တဲ့တော့သူကတနစ်ကြော်တန်းတန်းမှာတုံညပါတယ်ငါပြိထွက်တာနော်ဒါပေမဲ့2021မှာကျွန်တော်တို့8ခု8ပင်ပါပဲခု8ခုပင်ပါပဲကျွန်တော်တို့ကရှင်လုံးမောင်ကြီးကသူရဲ့တနစ်ကြော်တန်းတန်းမှာ9တုံည6ဆိုတဲ့ငါပြိထွက်တာတုံညပါတယ်ငါပြိဟုတ်ပြီနော်2021မှာလည်းကျွန်တော်တို့ပြီးမှာပဲနော်ပြီးတယ် ကိုတို့ညာကအပြင်မှာပေးသွားတယ်။ကိုရဲ့တုံညာရဲ့ပေါင်းခြင်းကကိုအဲ့ဒီကိုကတူတနစ်ကြော်မှာ6တုံညာ3ဆိုပြီးကိုဘရိတ်ချပေးသွားတယ်ဗျာနော်။ဒါလည်းကျွန်တော်တို့က6ပင်မြောက်အောင်ခဲ့ပြီပေါ့နော်။ဒါဆိုကျွန်တော်တို့ခုနပင်မြောက်ဆက်ပေးမယ်ဆိုရင်ကျွန်တော်ကြည့်အောင်ဗျာ။2023ကရှင်လုံးပေါင်းခြင်းကဘရိတ်ပေးမယ်။တုံညာပါတယ်ဘရိတ်ပေါ့နော်။ဒီနလုံးမင်း6ကအဲ့မှာ6ပြိမပေးတော့နလုံးမင်း5က5ပြိမပေးဘူးနလုံးမင်း5က5ပြိမပေးဘူးနလုံးမင်း1က7ပြိပေးတယ်သူဒီမှာ၃ညမပါဘူးနော် တနလုံးပေါင်းကြီး9ကဟာ9ပြည့်မပြည့်ဘူး963ပြည့်ပြည့်ဖတ်တော့နော်ဒါဆိုရင်ဒီနှလုံးပေါင်းကြီးကိုဒီနှလုံးပေါင်းကြီးကိုဂေဒီပြင်မှာမထွက်ဘူးဆိုဒီပြင်မှာလည်းဆက်လိုက်ပါနော်ဒီဒါဆရာကိုနော်ဆိုက်လေးပါနော် credit ပေးပါတယ်ဒီနှလုံးပေါင်းကြီးကိုကဒီပြင်မှာဒါကျွန်တော်6ကြိမ်မြောက်မှာ၃ညပါနဲ့9ပြည့်ဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်ပြချင်တာခွန်တို့ညနှစ်ပါနော် ကိငါးပါးနဲ့ထုံးမယ်ဆိုငါတို့ညာလေးခွန်ပါးနဲ့ထုံးမယ်ဆိုခွန်တို့ညာနဲ့ရှစ်ပါးနဲ့ထုံးမယ်ဆိုရှစ်တို့ညာတက်ပေါ့နော်ဒါဒီကျွန်တော်ဒီ၃ခွက်ကိုဥစားပေးထုတ်ချင်ပါတယ်ထုတ်ခိုင်းချင်ပါတယ်နော်အားလုံးပဲကိုလက်ပါ see you နောက်တဲ့ဗီဒီယိုတွေဆက်လာအားပေးပါအောင်ကျေးဇူးတင်ပါခင်ဗျာ